မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးဇင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးဇင်းကတော့ဣတိတိဆရာတော်ပါတရားတော်မြတ်ကို ရှုမှတ်ကြတယ်ဆိုတာဘာကြောင့်ရှုမှတ်ကြတာလဲဟိုတို့ကသန္တရာဝက်ကလွတ်ကျင်လို့ရှုမှတ်တာလေရှိတယ် စိတ်ရှမ်းသာခြင်းလို့ရှုမှတ်တာလည်းရှိတယ်စိတ်ငြိမ်းချမ်းခြင်းလို့နောက်လောကီရှမ်းသာခြင်းလို့ရှုမှတ်ကြတာလည်းရှိတယ်ဒါတရားတော်မြတ်ကို ရှုမှတ်နေတယ်ဆိုတာကိုရောကစက္ကန့်တိုင်းစက္ကန့်တိုင်းဒါတရားနားထောင်နေဆိုတာလေဘာတွေလုံးရမလဲဘယ်လိုမျိုးသီးပေးနေရမလဲအသီးတစ်ခုရဖို့လိုတယ် တရားနာထောင်နေဆိုတာเนาะတရားတွေအခြေကြီးနာထောင်လိုက်ပြီးမှ ပုံပြင်ပေးရလိုက်တယ်ကိုဘာမှမပြီးသီးပေးနေဖို့ဘာမှမရလိုက်ဘူးဆိုရင်အဲ့ဒါကိုနဲ့မကိုက်ညီဘူးအဲ့ဒါကစာပေဟောပြောပွေပဲဖြစ်တာတရားဆိုတာအရင်ဆုံးစင်းရေးကိုမြင်ဖို့အတွက်ကိုကစက္ကန့်တိုင်းစက္ကန့်တိုင်းသီးပေးနေမှုတ် တစ်ခုရှိဖို့လိုတယ်ဥပမာဖုံးပွက်နေတဲ့အခါဘာကိုသီးပေးရလဲဖုံးပွက်နေတဲ့အခါဖုံးနဲ့လက်နဲ့တီးနေတဲ့နေရာကိုသီးပေးနေရတယ်မသီးပေးရင်ဘာဖြစ်လဲမသီးပေးရင်တဏှာဖြစ်တတ်တယ်နှလုံးသားထဲမှာစုပ်တတ်တယ်နော်ပြီးတော့စိတ်ဟာပိတ်ဆုပ်ပံမှာမနေဘူးဖုံးပွက်နေတယ်လို့မြင်ရတာပဲစိတ်ကအနာကရောက်ရှင်ရောက်နေတာ အဲ့ဒါအကြောင်းသိပေးရတာဒီတိုင်းရက်နေတဲ့အခါဘာကိုသိပေးနေရလဲမြင်ကွင်းတွေမျက်လုံးနဲ့အစင်းနဲ့တိုက်လို့ပေါ်လာတဲ့မြင်ကွင်းတွေကိုသိပေးနေရတယ်မတူတဲ့သဘောတွေအစင်းတွေဟိုအယောင်နဲ့ဒီအယောင် မတူဒီအယောင်နဲ့ဟိုအယောင်မတူသိပေးနေရတယ်အဲ့ဒါဖြစ်ပျက်ကိုမှတ်နေတာပြောမယ်ဆိုရင် ဖြစ်ပျက်ကိုမှတ်နေတယ်လို့ခေါ်တယ်သိပေးနေတယ်ဆိုတာစိတ်ပိတ်ဆို့ပံမှာရှိနေအောင်လို့ မသိပြီးရင်ဘာဖြစ်လဲစိတ်ကဆွေးဆုပ်လိုက်မယ်ဒီအယောင်အစင်းကိုအယောင်အစင်းကို စိတ်ကဆွေးဆုပ်ပြီးတော့မှစိတ်ထဲမှာတအားကြီးခံစားလိုက်ရလိမ့်မယ်အဲ့ဒါဆိုရင်တရားမမတ်တတ်ဘူးတရားမတ်တယ်ဆိုတာမြင်ကမတ်တတ်เนาะဒိဋ္ဌိဒိဋ္ဌမတ်တယ်ဆိုတာမြင်ရင်မြင်တယ်လို့ပဲသိပေါ့မဟုတ်ရင်မိလောင်တတ်တယ်စစ်တမီထိန်ထိန်ပြောင်းမျက်လုံးပေါက်မှလောင်တယ် မိငိမ့်အောင်ဘလို့သက်မြင်ရင်မြင်နေလို့မှဲ့ရဲမြင်နေလို့မှတ်တာတော့ဟုတ်ပြီဘလို့မျိုးသိပရလဲအစင်အစင်မတူဘူးပြောင်းနေတယ်ပြောင်းနေတယ်ပြောင်းနေတယ်ဘာမှအဆိုးရတာမဟုတ်ဘူးနေသက်စရာ မပါဘူးကိုယ်ကသိပရတာနော်အဲ့ဒါဆိုရင်နှလုံးသားထဲမှာမဝင်ဘူးဒါဒိဋ္ဌိဒိဋ္ဌမတ္တဆိုတာနော်အဓိကနှလုံးသားထဲမှာမဝင်ဘူးပဲအခုကနှလုံးသားထဲမှာဝင်ပြီလို့ ရာသန်တရားရှည်နေကြတာပေါ့နော်မတိတော့ကြည့်တယ်မဝင်ဝင်အောင်အမျိုးမျိုးလှုပ်ပြတယ်တိတော့တီကလူတွေတိတော့တီကရုပ်ပုံလေးတွေကမနစ်သက်နစ်သက်အောင်မရေရီအောင်ကိုမရေရီအောင်လှုပ်ပြတယ်ကိုကသတိထားတယ်သတိပင်မှာထားလဲမျက်လုံးမှာသတိထားတယ်ဘလို့သတိထားလဲဒါအစင်းတွေပဲเนาะဒါပေါ်နေတာအစင်းတွေပဲ ငါနှလုံးသားကိုသူတို့ဆွေးဆုပ်တော့နိုင်တယ်သူတို့ဆွေးဆုပ်လို့မရအောင်ကိုကသတိကတ်ထားတယ်မျက်လုံးမှာအစင်းတွေမတူဘူးပြောင်းနေတယ်တစ်မျိုးနဲ့တစ်မျိုးခဏနေအမူအရာတစ်မျိုးနောက်ခဏနေအမူအရာတစ်မျိုးအမျိုးမျိုးပြောင်းလဲနေတယ်လို့သိနေဒါလွတ်မြောက်နေတာပဲဒါနိဗ္ဗာန်ပဲနိဗ္ဗာန်ဆိုတာဘာလဲလို့မေးတဲ့လူတွေเนาะဒါငြိမ်းချမ်းခြင်းလွတ်မြောက်ခြင်းဘယ်ကနေလွတ်မြောက်တော့လဲ အဲ့ဒီအစင်းနဲ့မျက်လုံးနဲ့တိုက်နေတဲ့အစင်းကိုနှလုံးသားလေးကိုဆွေးမထီတော့လွတ်မြောက်နေပြီเนาะဘလိုမျိုးသိလဲလွတ်မြောက်နေတာကိုဝင်ပြီးတော့မခံစားတော့ဘူးနောက်တစ်ထက်တစ်ဖန်အဲ့ဒါကို မကြည့်ချင်တော့ဘူးပိတ်တယ်လို့ရပြီအရင်ဆိုရင်ကိုတို့ကမနစ်သက်နစ်သက်အောင်ကြည့်တာကိုတိုင်းပြီးထိုးပြီးတော့ခုံဆင်းတာကိုเนาะနစ်သက်နစ်သက်အောင်ဒီနေ့တော့ဗေဇလန်တွေးတွေများ နံပါတ်အပိုင်းသုံးမှာဘလို့များလာမလဲမသိဘူးပေါ့ကိုကစောကြောနေတာသီးချင်နေတာជីချင်နေတာနစ်သက်ချင်နေတာသူကအဲ့တော့မဟုတ်ဘူးတရားမှတ်တယ်ဆိုတာအပြစ်ကိုမြောင်ကြည့်တာအပြစ်ဆိုတာမြတ်စွာဘုရားဟောခဲ့တယ်ဒါနှလုံးသားလေးကိုဆွေးဆုပ်ရင်ဒါတဏှာဝင်တယ်ဝေဒနာနောက်မှာတဏှာမလိုက်ဘူးဒါဝေဒနာကနေတဏှာထွက်နေတယ် ်ဝေဒနာပါကြောင်ဖြစ်ဖက်ပါကြောင်ဖြစ်ဖက်သားပါကြောင်ဖြစ်ရုပ်ခန္ဓာနှစ်ခုတိုက်လို့ဖြစ်နော်အာယုံနဲ့ဒေါရနဲ့တိုက်လို့ဖြစ်ဖက်သားဖြစ်နော်အာရုံဆိုတာအာရုံဆိုတာကရုပ်အဆင်းအတန်နဲ့အရသာတွေးထီးစရာကြံတွေးစရာနော်ဒေါရဆိုတာမျက်စိနားနှာခေါင်းလျားကိုစိတ်ဒီနေရာမှာပဲအကုန်လောရတာပဲတရားလုတ်တည်ဆိုတာဒါပေမဲ့ အခုအတွေ့အကြုံတွေကမြင်နေရတာကမျက်လုံးမိတ်ပြီးတော့ပဲမှတ်တယ်မျက်လုံးမိတ်တာမှတောင်စဉ်းစားမှုတွေကတော်တော်ထွက်နေတာနော်စဉ်းစားမှုတွေကိုပဲလိုက်ပြီးတော့မှတ်ပေးရတယ်အများကြီးစဉ်းစားလိုက် မျက်လုံးဖွင့်ပြလိုက် မျက်လုံးဖွင့်ပြလိုက်ပေဖုံးကြီးကမှမျက်လုံးမဖွင့်နဲ့လို့မပြောဘူးမျက်လုံးဖွင့်ပြလိုက်မျက်လုံးဖွင့်ပြီးတော့စိတ်ကိုစောင့်ကြည့်နေစိတ်ကိုဘယ်လိုစောင့်ကြည့်လဲမရအတန်ကြာနေကြာစိတ် အမရက်တယ်ကြည့်ပြီနောက်တသံပေါ်တယ်ပိဋိမြေသံအိမ်မြောင်မြေသံစိတ်ဘေကိုရောက်နေလေကိုကအကိခက်နေလို့ရတယ်ဟောအတိတ်ကိုထွက်တယ်အဲ့ဒီစိတ်ကိုတရားဟောအတိတ်ဆိုတာပြီးတော့ပြီမင်းခဏနေသေသောနိုင်နေအနာဂတ်ကိုတွေးမိနေအနာဂတ်ဆိုတာမသေချာသေးဘူးမင်းမင်းကိုကိုတရားဟောရတာနော်